မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ရန်ကုန်မြို့နယ်က Beautyland Hotel မှာအမျိုးသမီးငယ်ကိုအပိုင်းအပိုင်းခုတ်ထည့်တပ်ဖြတ်တဲ့သူကိုဖမ်းမိပြီဆိုတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။လူသက်ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီးတော့စိတ်ရစဆန်ဆန်တပ်ဖြတ်မှုကျိုးတော်ခဲ့တယ်လို့လည်းသိရပါတယ်။တာကေတာကသူ့ရဲ့နေအိမ်မှာဖမ်းမိတာပါ။သူတက်လိုက်တဲ့ကောင်မလေးကိုအဲ့ဒီမှာမှသူကမြင်ဘူးတာ။ ရန်ညိုရန်စာတခြားအကြောင်းတွေကြောင့်တတ်တာမဟုတ်ဘူး။ကောင်းလေးကလူသက်ကားတွေကိုကြည့်ပြီးတော့စိတ်ရသဆန်ဆန်တက်တဲ့သဘောပေါ့။အသက်ခံလာရတဲ့ကောင်းမလေးကနတ်တလင်းမျိုးကပါ။ရန်ကုန်မှာနေတာအွန်လိုင်းကခေါ်လာလို့လဲဆိုပါရယ်။ခေါ်ပြီးအိတ်တယ်။အိတ်ပြီးတော့တက်တယ်။တက်တဲ့အခါမှာအပိုင်းပိုင်းခုတ်ထည့်ပြီးတော့ဝမ်ရင်းကလီစာတွေကိုဆွဲထုတ်တယ်။ပေါင်ကအသားတွေကိုလှီးတယ်။ပြီးတော့အိတ်တလုံးနဲ့ထောက်ခုတ်တယ်။အခုကရဲတွေကသူ့ကိုဖမ်းမိပြီးတော့စစ်စေးနေတော့မယ်လို့ဆိုပါရယ်။ ဆက်လက်ပြီးတော့လဲစင်ကာပူစံခန်းမှာအောက်ထပ်အိမ်ရဲ့မင်းကြက်ကနေအပုပ်ရည်တွေစိမ့်ကြလာလို့တက်ကြီးရကနေအပေါ်ထပ်အိမ်ကသားဖသေဆုံးနေတာကိုတွေ့ခဲ့ရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။စံခန်း block 324D က၈ထပ်မှာအဖေနဲ့သမီးသေဆုံးနေတာကိုဘယ်သူမှမသိတာလည်းဖြစ်ပါတယ်။ဖြစ်စဉ်ကတော့အောက်ထပ်9ထပ်အိမ်မှာနေတဲ့အသက်80အရွယ်အဖွားကတော့အော်တိုဘာ6ရက်မနက်6နာရီမှာသူ့ရဲ့သားကိုဖုန်းဆက်ခေါ်ရလို့ဆိုပါတယ်။ ။သားဖြစ်သူဟာမနက်9နာရီလောက်ရောက်လာတော့မျက်နှာချက်ကအဲ့ရကြားကနေနီပုံပုံကဆင်းဆင်းအရည်တွေစိမ့်ကြနေတာတွေ့ရပြီးနန်နေလို့ဆိုပါတယ်။သားဖြစ်သူကတော့တ िश ူးပေပါယူပြီးတော့အရည်တွေကိုလက်အိတ်မော်ဖက်နဲ့တုပ်ကအလုံးအမီသွားခဲ့တယ်လို့ဆိုပါတယ်။နေ့လယ်ပိုင်းလောက်သူ့အမေစီဖုန်းခေါ်ကြည့်တော့အနားကပူဆိုးလာတယ်လို့လည်းဆိုပါတယ်။ဒီတော့မှသားဖြစ်သူက တွေးလေ တွေးလေလန့်လာလေဖြစ်ပြီးတော့ရဲကိုဖုံးဆက်ခဲ့တယ်လို့ဆိုပါတယ်။ ရဲတွေကအဲ့ဒီ block 324D ကိုနေ့တဲ့တနေ့35မိနစ်မှရောက်လာပြီးတော့တကားကိုဖျက်ဆီးပြီးဝင်တဲ့အခါမှာအိရှိတကားနာမှာသမီးဖြစ်သူကတေဆုံးနေပြီးတော့ဖားငယ်ဖြစ်တဲ့သူကိုတော့အိတ်ခမ်းထဲကဂရင်ပေါ်မှာတေဆုံးနေတာတွေ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီနာချင်းတွေရေပြောပြချက်ရတော့ဟောရင်တော်ကမိသားစု၃ယောက်နေတာဖြစ်ပြီးတော့2018ခုနှစ်ကစပြီးမိခင်ဖြစ်သူကဆုံးသွားတာလားပြောင်းပွဲသွားတာလားမသိရဘူးလို့ဆိုပါတယ်။ ကြံခဲ့တဲ့ဖားကင်နဲ့သမီးကလည်းပဝင်းကျင်နဲ့ရရောနှောနှောနေတာမျိုးမရှိဘူးလို့လည်းသိရပါဗျ။ဖားကင်ဖြစ်သူကအပြင်ကိုထွက်ပြီးတော့ထမင်းဟင်းဝယ်တက်ပြီးတော့အသက်၄၈နှစ်အရွယ်ရှိတဲ့သမီးဖြစ်သူကတော့စိတ်ကျမ်းမာရေးမကောင်းဘူးလို့ဆိုပါရယ်။အင်လီနာချင်းတွေကအိမ်ထဲမှာရံဖြစ်တာမျိုးစူးစူးညံ့ညံ့အသက်လည်းမကြားရဘူးလို့ဆိုပါရယ်။အင်းနာချင်းကြီးရဲ့အပြော်ရတော့လွန်ခဲ့တဲ့တလားလောက်တည်းကအဲ့ဒီတိုင်းမှာအနောက်တမျိုးရနေတာလို့ဆိုပါရယ်။ အသက်85နှစ်အရွယ်ရှိတဲ့အိနီနာချင်းအဘွားပြောပြတာကဒီနားတဝိုင်းမှာဘာလချံပဇွန်ငပိနံမျိုးရနေတာကြာပြီလို့ဆိုပါတယ်။စစ်တမ်းမှာနေနေတဲ့သူတယောက်ပြောတာကအနမ်းရနေတာကြာပြီမလို့ကောင်းစီကိုတိုက်ထားပြီးတော့ကောင်းစီကလည်းအနမ်းရတဲ့နေရာကို လိုက်ရှာနေတာကြာပြီလို့ဆိုပါတယ်။အိနီနာချင်းတွေကဘယ်ကမှမသိတဲ့အနှံ့ဆိုးရလို့တကားတွေပြင်းပေါက်တွေပိတ်ပြီးနေရတာကြာပြီလို့ဆိုပါတယ်။ နနစဲအောက်ထပ်မှာတယောက်တည်းနေရတဲ့အဘွားကတော့အပေါ့ရည်တွေစီးကြတာပြီးကြတဲ့ကသူသားအိမ်ကိုပြောင်းပြီးနေနေတယ်လို့ဆိုပါရယ်ဆက်လက်ပြီးတော့ထိုင်းမှာမိုးသဲထံရေကြီးရေရှမ်းလာကြောင်းလူပေါင်း22ဦးသေဆုံးတဲ့ကြောင်းဖော်ပြပေးကြပါရယ်ထိုင်းနိုင်ငံမှာအကိုရပိုင်မိုးသဲထံရေကြီးရေရှမ်းပြီးတော့တောင်ကျချောင်းရည်တွေတိုက်စားနေတာကြောင့်ဤသူ3သိန်းကျော်ရေပေးတင်ပြီးတော့လူ22ယောက်သေဆုံးခဲ့တယ်လို့ထိုင်းနိုင်ငံသဘောဝဘေးအန်ရဲ့တာစီကာကွယ်ဦးစီးဌာန DDPN ကထုတ်ပြန်လာပါရယ် အော်ဘာခုနှစ်ရက်မနက်6နာရီထုတ်ပြန်ကြရာဥဒရာတဲ့ဘီစနုလော့ဖစ်ဘွန်စုကိုတိုင်းဖစ်ကျဲနခွန်ဆော်ဝါဥထိုင်းဌာနေချားရက်နဲ့စင်ပူရီအန်ထောင်စုဖန်းပူရီအယုတ်တရာပထုံဌာနေနခွန်ပထုံချိုင်ဖရော့ဥဘွန်ရာဌာနေဥဒွန်ဌာနေရေဆိုထုံချက်ချင်းဆောင်ခရိုင်ပေါင်း19ခရိုင်84မြို့နယ်942အုပ်စုရက်ွက်နယ်ကြီးဝပေါင်း3036ခုက အိမ်ထောင်စုပေါင်း3426စုပြည်သူပေါင်း36924 24ရောက်ရေးပေးတင်ပြီးတော့တေဆုံးသူကတော့22ရောက်ရှိတယ်လို့လည်းသိရပါဗျ။တေဆုံးသူ22ရောက်ကတော့ Visnu လို့ခရိုင်ကတယောက်၊ Udra Tik က10ရောက်၊ Pitchbone ကတယောက်၊ Pitchit တယောက်၊ Ayodhya 10ရောက်နဲ့ရဆိုထုံးခရိုင်က3ရောက်တို့လည်းဖြစ်ပါဗျ။ရေးပေးတင်ပြည်သူတွေအတွက်ကတော့အစိုးရကတအိမ်တောင်ကိုဘတ်9000စီထောက်ပံ့ပေးထားတာဖြစ်ပါဗျ။ အထက်ပေါ်ပြပါ19 KI မှာတော့ကိုရပိုင်းအတွင်းမှာမိုးသည်ထန်တာရေကြီးရေရှာမှုတွေလည်းဆက်ရှိနေဦးမှာမလို့တတိထားဖို့သက်ဆိုင်ရာကဲဆဲအဖွဲတွေလည်းရေပေးကဲဆဲကရိယာရေဆုပ်ဆန်လှေရှင်တို့မြောင်းတိုးတာတွေပြင်ဆင်ထားဖို့သဘာဝဘေးအန္တရာယ်တာစီကာကွယ်ဦးစီးဌာန DDPN ကထုတ်ပြန်လာပါတယ် ဆက်လက်ပြီးတော့လဲထိုင်းနိုင်ငံမှာမြန်မာအမွှာညီကိုမောင်းလာတဲ့ဆိုင်ကအတိုက်ခံရပြီးတော့တအူးသေဆုံးတဲ့ကြောင့်ဖော်ပြပေးကြပါတယ်။ထိုင်းနိုင်ငံဟွာရင်မြို့မှာအောက်တိုဘာ6ရက်နေ့မနက်2နာရီကမြန်မာနိုင်ငံသားအမွှာညီကိုမောင်းလာတဲ့ဆိုင်ကကိုတရုတ်နိုင်ငံသားတယောက်မောင်းလာတဲ့ဆိုင်ကအနောက်ကနေဝင်တိုက်လို့တယောက်သေဆုံးတယ်လို့မိသားစုတွေနဲ့နေဆက်သူကဆိုပါတယ်။အတိုက်ခံလာရတဲ့အမွှာညီကိုနှစ်ယောက်ကတော့တရင်းနိုင်မျိုးနဲ့ဇဝဲကြီးဝါကကိုကောင်းထိုက်ဆန်နဲ့ကိုကောင်းထက်ဆန်တို့ဖြစ်ကြပြီးတော့ ရင်တိုင်းဖို့ဖြစ်ပြီးတဲ့နောက်စင်းအောင်ပို့ဆောင်ခဲ့ကအော်တိုဝါ6ရက်ည9နာရီကမှအမွှာညီကိုဖြစ်သူ အသက်21နှစ်အရွယ်ကိုကောင်းထိုက်ဆန်တေဆုံးသွားတယ်လို့သိရပါဗျ။မိသားစုဝင်တွေနဲ့နေဆက်သူကတော့အလောင်းကိုတော့ရင်ခွဲအောင်မှာပဲထားတော့သူ့လှုပ်ရှင်ဘက်ကဆာရဲဆာရံနဲ့လိုက်လုပေးနေတယ်ဆာရဲဆာရံမရသေးတော့အလောင်းကထုတ်လို့မရသေးဘူး။သူရဲ့ညီကတော့အခုပြန်တက်တာလာတယ်ဆိုပေမဲ့စိတ်ကမငြိမ်သေးဘူးသူတို့ပြည်သားစုတွေတော့ထိုင်းကိုလာနေကြပြီလို့သိရတယ်လို့ဆိုပါရယ် ဒရရခဲ့တဲ့ညီဖြစ်သူကိုကောင်းထက်ဆန်ကတော့ပြန်လဲတက်တာလာပြီဖြစ်ကတရုတ်နိုင်ငံသားကတော့ဒရပြဲထပ်ပြီးတော့သူတို့နှစ်ယောက်စလုံးဆဲအုံမှာစေကူသားမှုဆက်လက်ခိုင်းနေရဆဲဖြစ်တယ်လို့သိရပါတယ်။တင်းဆုံးသူရဲ့ရုပ်လောင်းကိုတော့ဆဲအုံကရေခဲတိုက်မှာပဲထားရှိပြီးတော့ကာယကံရှင်ရဲ့မိသားစုဝင်တွေစီဆက်သွယ်ဆောင်ဆိုင်နေကြဆဲဖြစ်တယ်လို့မိသားစုတွေနဲ့ညီဆက်သူထံကသိရပါတယ်။ ဆက်လက်ပြီးတော့ဒလားမျိုးနယ်မှာမိလာပြီးတော့အင်ဂျင်ပါဝင်၄ဦးထံရရတဲ့ကြောင့်ဖော်ပြပေးကြပါရစေ။ရန်ကုန်တိုင်းဒလားမျိုးနယ်ကျန်းစစ်သားရက်ွယ်ရောမြင့်ကြီးလမ်းမှာအော်တိုဘာ9ရက်ည9:15မိနစ်ကဘက်ထရီဦးငှားရမ်းနေတဲ့နေ့ မီးလောင်ခဲ့လို့အင်ရှင်ပါဝင်လူလေးယောက်မီးလောင်တဲ့ရရတယ်လို့မျိုးကနေစီကသိရပါဗျ။မင်းညကဦးတောင်းဤနဲ့နေအိမ်မီးလောင်ခဲ့တာမှာအင်းရှင်ပါဝင်လူလေးယောက်တရားရခဲ့တာလို့မျိုးကတယောက်ကဆိုပါတယ်။ဘင်းကဆက်လောင်လဲတော့မသိဘူးမီးလောင်တာနိုင်ဝက်လောက်တော့ကြာတယ်။မီးသက်တရရက်ကွက်ကလူတွေပါဝိုင်းပြီးငိမ့်သက်ကြတာ။ည၈နာရီလောက်မှမင်းငိမ့်သွားတယ်လေးယောက်တရားရသွားတယ်လို့ဆိုပါတယ်။ အစောပိုင်းမီလောင်မှုမှာတော့အင်ရှင်ဦးတောင်းရေဒေါ်ဆန်းကြီးကြက်ချင်ဒီတယောက်နဲ့မိငိမ့်သက်ပြီးတဲ့ရဲခွက်နေသူတယောက်တို့မီလောင်တရားရခဲ့ပြီးတော့ဒလားမျိုးနဲ့စေယုံကိုပို့ဆောင်ထားတယ်လို့အိုးချိုရင်နဲ့နေဆက်သူကဆိုပါတယ်ဘက်ထရီအိုးငှားတဲ့အိမ်ဆိုတော့ဘက်ထရီအိုးကနေရှော့ပြက်ပြီးတော့မီလောင်တာအင်ရှင်လမယားရဲ့နောက်နှစ်ယောက်ရဲ့တရားရတဲ့အရန်တော်မစိုးရရဘူးဒလားစေယုံကိုပို့ဆောင်ထားတယ်လို့ဆိုပါတယ် အော်ဒဘာ9ရက်ကရောင်းတိုင်းမှာတကုံစိတ်ကံမြို့နယ်85ရက်ကွက်နဲ့ရွှေပြည်သာမြို့နယ်အမှတ်10ရက်ကွက်မှာနေမီလောင်ခဲ့ပြီးတော့လှိုင်းတရာအဝေးပြေးကားဝဲမှာရေတစည်းမီလောင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံအတွက်အောင်မြင်မှုတည်ဆောင်ပေးမယ်လို့ဘရိုနီကတန်ဋိထံပြုတဲ့ကြောင်းဖော်ပြပေးကြပါရယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှင်ပြိုင်ထိုးတက်ခဲ့တဲ့ 1MMB နောက်ဆုံးပြိုင်ပွဲမှာအောင်ရအန်ဆန်အနိုင်ရရှိပြီးတဲ့နောက်နှုတ်ဆက်ပွဲအပြီးမှာ 1Championship ရဲ့နောက်မျိုးဆက်ဖြစ်သူဘရိုနီကကတော့မြန်မာနိုင်ငံအတွက်အောင်မြင်မှုကိုတည်ဆောင်သွားမယ်လို့တန်ဋိထံပြုပြောကြားခဲ့ပါရယ်။ရန်ဒီကဟာ1 championship မှာတော့၎င်းရဲ့စံပြပုဂ္ဂိုလ်အောင်လာအန်ဆာအမွေနှစ်ကိုဆက်လက်တည်ဆောင်ကကမ္ဘာ့စင်မြစ်ထံမြန်မာနိုင်ငံကို မျက်နှာစာသစ်ရေးထိုးပေးမယ်လို့ဆိုပါတယ်အသက်29နှစ်အရွယ်ခရိုနီကာကတော့လာဘဲလာမှာ15937မှာလဝိအကျော်အမောအနီစာနဲ့ရှင်ပြိုင်ထိုးသက်မှာလည်းဖြစ်ပါတယ်ဗရိုနီကာကတော့အရန်ဆိတ်လို့ရှာနေတယ်ကျွန်တော်သူ့လိုဖြစ်ချင်တယ်တနေ့တော့မြမအတွက်ပြိုင်ပွဲဝင်ကောင်းတယောက်ပြောင်းသူနဲ့တူအောင်ကြိုးစားပါမယ်လို့ဗန်ကောက်မှုကပြောပါရယ်ဗရိုနီကာဟာအခုနှစ်ဇန်နဝါရီလမှာ1နဲ့လက်မှတ်ရေးထိုးခဲ့ကတိုက်ကားမွေထိုင်းကျင်တဲ့ပတရားမှာလေ့ကျင့်ရရှိပြီးတော့ Friday Fight ပိုင်း၌မွေထိုင်းနဲ့ကိပောင်စင်နှမျိုးစလုံးရှင်ပြိုင်ဖို့ကြေပြုထားပါတယ်။အသက်40နှစ်အရွယ်ကချင်တိုင်းရင်းသားအောင်လောင်းအန်ဆန်းကတော့ 1MMB စင်မြင့်ထက်မှာပွဲပေါင်20ရှင်ပြိုင်ထိုးတက်ခဲ့ပြီးတော့ငါးဝဲတာရှုံးနေထားခဲ့တယ်လို့သူ့ရဲ့ကစားသမားဘဝနှုတ်ဆက်တဲ့နောက်ဆုံးပွဲစဉ်ကိုလည်းအနိုင်ရလက်နဲ့ပွဲသိမ်းထားပါတယ်။